ားလုံးပဲမင်္ဂလာပါခင်ဗျာရွှေရင်ကချင်းနေကနေပြန်လည်ကြိုဆိုလိုက်ပါရစေအနောက်ဖန်နိုဝင်ဘာလ10ရက်နေ့အတွက်နောက်ဆုံးရမိုးလေဝသဂျိုးတင်ခမ်းမချက်များကိုတင်ဆက်ပေးတော့မှာဖြစ်ပါရစေခင်ဗျာအထူးမိုးလေဝသအနေနဲ့ထက်ဆင်အင်အားပြင်းတိုက်ဖုံးမုန်တိုင်းဖြစ်ပေါ်လာနိုင်မဲ့အန်ဒီရဲ့သတင်းတူးများနဲ့မြမပြည်အတွင်းမုန်တိုင်းလက်ကျန်များရိုက်ခတ်ခြင်းကြောင့်မိုးရေရှမ်းလေထံမဲ့အခြေအနေများကိုတင်ဆက်ပေးတော့မှာဖြစ်လို့ဗီဒီယိုလေးကိုအဆုံးထိကြည့်သွားနိုင်ပါရစေခင်ဗျာမကြာမီကာလအတွင်းဖြစ်ပေါ်လာနိုင်ခြင်းရှိတဲ့စူပါတိုက်ဖုံးမုန်တိုင်းကြီး ဖန်ဝန်၏ခံမှန်းလမ်းကြောင်းအရဆိုရင်မုံတိုင်းဟာဖိလစ်ပိုင်နိုင်ငံကိုဖျက်ကျော်ပြီးအရှိမျောက်ဖက်သို့ပြန်လည်ကွေ့သွားမှာဖြစ်ပါတယ်။မုံတိုင်းဖန်ဝန်ဟာနိုဝင်ဘာလ12ရက်နေ့မှာတနအီကို၄တိုင်နှုန်း105မိုင်169ကီလိုမီတာခန့်ဖြင့်ထိုင်ဝမ်ရေလက်ကြားကိုဖျက်ကျော်ဝင်ရောက်ပြီးနောက်အရှိတရုတ်ပင်လယ်နဲ့ပင်လယ်ဝအတွင်းသို့ဝင်ရောက်သွားမယ်လို့ခန့်မှန်းရပါတယ်။နောက်ထပ်ပြီးကပလီပင်လယ်ပြင်တောင်ပိုင်းမှာလီဘီးယားနဲ့ယမန်ဖြစ်ပေါ်နိုင်ခြင်းရှိပါတယ်ခင်ဗျာ။ နိုဘလာ၁၈ရက်နေ့မှာကပ်ပလီပင်လယ်ပြင်တောင်ပိုင်းဆူမတရာရေလက်ကြားထိပ်မှာလေပြင်းနဲ့၁၀တခုစတဲ့ဖြစ်ပေါ်လာနိုင်ပြီးရင်းဟာတဖြည်းဖြည်းချင်းအကောင်းလာကလေပြင်းနဲ့ရဝင်းကြီးဖြစ်သူရောက်ရှိလာနိုင်ကြောင်းသိရပါဗျ။ခံမှန်းကြီးအရအဆိုပါလေပြင်းနဲ့ရဝင်းဟာတရီလင်္ကာနိုင်ငံဘက်သို့ဥတီရွှေရှားသွားမှာဖြစ်ပါတယ်။မုံတိုင်းကျွန်းကြံများကြောင့်ပြည်နယ်နဲ့တိုင်းဒေသကြီးတချို့မှာမိုးရွာသွန်းနိုင်ပါတယ်။ယနေ့နိုဘလာ9ရက်နေ့မနက်6နာရီဂျိုရုပုံရိပ်များအရမုံတိုင်းတစ်ခုဟာဗီယက်နမ်နိုင်ငံကုန်းတွင်းပိုင်းသို့ဝင်ရောက်သွားပြီဖြစ်ကြောင်းတွေ့ရပါတယ်။သို့တော်လည်းရင်းမုံတိုင်းရဲ့ လက်ကျန်မိုးလေဝသရှေ့ပြေးတိမ်တိုင်းများဝင်ရောက်လာမှုကြောင့်ယနေ့မှတပြည်လုံးတိမ်ထူထပ်နေမှာဖြစ်ပါတယ်။မနက်ဖြန်နိုဝင်ဘာလ10ရက်နေ့မနက်စောစောမှစတင်ပြီးကရင်ပြည်နယ်ဒေသမှဝင်ရောက်လာမဲ့မိုးတွေကြောင့်ရှမ်းပြည်နယ်၊ကယားပြည်နယ်၊ကရင်ပြည်နယ်၊မွန်ပြည်နယ်တနင်္လာနေ့တိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီး၊ရန်ကုန်တိုင်းဒေသကြီး၊အေရဝတီတိုင်းဒေသကြီးနဲ့မြန်မာနိုင်ငံအလဲပိုင်းဒေသများမှာမိုးသီးထန်ခြင်းနဲ့နေရာကွက်ရေမိုးကြီးခြင်းများဖြစ်ပေါ်လာနိုင်မယ်လို့ခန့်မှန်းရပါတယ်။သက်ဆိုင်ရာဒေသခံပြည်သူများအနေဖြင့်အမိုးကြီးခြင်းကြောင့်ဖြစ်ပေါ်လာနိုင်တဲ့ရေကြီးမှုများကိုသတိပြုကြရန်လိုအပ်ပါတယ်။ ဆက်လက်ပြီးမိုးလေဝသနဲ့ဇလားဝေဒါကနောက်ဆုံးထုတ်ပြန်ထားတဲ့မုန်တိုင်းအထူးမိုးလေဝသသတင်းကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်ခင်ဗျာယနေ့မြန်မာစံတော်ချိန်9:00နာရီခွဲချိန်တိုင်းထွာချက်များအရလာအိုနိုင်ငံကုန်းတွင်းပိုင်းဒေတာများကိုဖျက်ကျော်ခဲ့သောအပူပိုင်းမုန်တိုင်းခန့်မီကီဟာအနောက်ဘက်သို့ရွေ့လျားခဲ့ပြီးလာအိုနိုင်ငံနဲ့ထိုင်းနိုင်ငံနေဆက်ဒေတာများမှာကုန်းတွင်းပိုင်းမုန်တိုင်းရဲ့အဖြစ်အာရော့သွားခဲ့ပါတယ်။နောက်12:00နာရီတွင်ခံမှန်းချက်ကတော့အဆိုပါကုန်းတွင်းပိုင်းမုန်တိုင်းငယ်ဟာထိုင်းနိုင်ငံအရှေ့ပိုင်းများမှာလေပြင်းနဲ့ဆက်အဖြစ်အာရော့သွားနိုင်တယ်လို့ခံမှန်းရပါတယ်။သတိပေးနှိုးဆော်ချက်ကတော့ အဆိုပါကောင်းတွဲပိုင်းမှုန်တိုင်းငယ်မှပြတ်ထွက်လာတဲ့တိမ်တိုင်များကြောင့်ရှေ့ရဲ့၁၇လ2025ရက်နေ့မှ10ရက်17လ2025ရက်နေ့အတွင်းနေပြီးတော့ရန်ကုန်တိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးအေရီတိုင်းဒေသကြီးတနင်္သာရိုင်တိုင်းဒေသကြီးခရီးပြည်နယ်ကရင်ပြည်နယ်မိုးပြည်နယ်ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်တောင်ပိုင်းနဲ့အရှေ့ပိုင်းတို့မှာနေရာစိတ်စိတ်မှာနေရာနှံပြားမိုးထချုံရွာပြီးအချို့ဒေသများမှာဒေသအလိုက်နဲ့နေရာကွက်ရေမိုးကြီးခြင်းများဖြစ်ပေါ်နိုင်ပါတယ်။မြဝကျွန်းပေါ်မုံတမကွေမွန်တင်နေနိုင်ကန်ယိုနန်တစ်ချောင်းနဲ့ကန်လွန်ပင်လယ်မြေတို့မှာ တခါတရံမိုးသက်လေပြင်းများကြောက်ပြီးလှိုင်းတစ်တဲမှလှိုင်းကြီးနိုင်ပါတယ်။မိုးသက်လေပြင်းကြစဉ်ရေပြင်းပြင်းပြင်းလေဟာတနအီကို25မိုင်မှမိုင်30အထိတိုက်ခတ်နိုင်ပါတယ်။လှိုင်းမြမမြဝကျုံပေါ်မုံတမခွေမွန်တနင်းနိုင်ကန်ဝန်တဲ့ချောင်းနဲ့ကဲလွန်ပင်လေပြင်းတို့မှာခုနှစ်ပေမှ9ပေကရှိနိုင်ပါတယ်။သို့ဖြစ်ပါ၍မိုးသက်ထန်စွာရွာသွန်းခြင်းနဲ့အတူလေပြင်းတိုက်ခတ်ခြင်းမိုးထစ်ချုံခြင်းမိုးကျုပ်ပစ်ခြင်းလျှက်စီးလက်ခြင်းမိုးသီးကျွေခြင်းလျှက်ရပြည့်ရေကြီးခြင်းမြေပြိုခြင်းစတဲ့သဘောဝဘေးအန္တရာယ်များဖြစ်ပေါ်နိုင်တဲ့အတွက်အဆိုပါဒေတာများမှရှိတဲ့ ကောင်းမြတ်ဒေတာအနီးမှာနေထိုင်ကြသူများအနေဖြင့်မြေပြိုမှုအန်ဒီရဲမင်းငယ်ချောင်းကများအနီးမှာနေထိုင်ကြသူများအနေဖြင့်ရေကြီးရေချမ်းမှုများကိုကြိုတင်သတိပြုရှောင်ရှားနိုင်ပါရန်နဲ့ပြည်တွင်းရေချောင်းသွားလာရေးလေချောင်းပြန်တမ်းရေးဆယ်မြောက်တာတမများအနေဖြင့်လိုအပ်သည့်များကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိနိုင်ရန်အသိပေးနှိုးဆော်အပ်ပါရမဆက်လက်ပြီးမှုန်တိုင်းမိုးတဲထန်စွာရောက်သွင်းခြင်းကြောင့်မြေကြီးချင်းသတိပေးချက်များနဲ့မြေကြီးချင်းများကိုပြောပြပေးတော်မှာဖြစ်ပါရခင်ဗျာယနေ့9ရက်17လ2025ရက်နေ့နနက်6:00နာရီခွဲချိန်တိုက်ထွာချက်အရမြေကြီးအခြေအနေကိုတင်ပြပေးလိုက်ပါရခင်ဗျာ မြေကြီးနားမြေရာမနေ့ကညနေကနေ12နာရီတွင်တပေးနီးနီးကန့်ပြန်ကျသွားပါတယ်။မြေကြီးနားမြို့ရဲ့မနေ့ကအမြင့်ဆုံးပူချိန်ကတော့24.3ဒီဂရီဆယ်စီယံနဲ့ယနေ့အနည်းဆုံးပူချိန်ကတော့27.3ဒီဂရီဆယ်စီယံပဲဖြစ်ပါတယ်ခင်ဗျာ။မြေကြီးနားမြေရာဆိုရင်မှ1200စင်တီမီတာသို့ရောက်ရှိရန်962စင်တီမီတာ26ကြောက်ပေကန့်အလိုမှာရောက်ရှိနေပါတယ်။မြေအတက်ကြပုံမှန်အနေထားကမှရှိနေပါမယ်။မြေကြီးနားမြေရာ31ရက်10လ2025ရက်နေ့နေ့လယ်ပိုင်းမှာစ၍တဖြည်းဖြည်းချင်းမြင့်တက်လာခဲ့ပါတယ်။ မြေကြီးအဝင်စုစုပေါင်း၈ပေခွဲကျော်ခန့်မြင့်တက်ခဲ့ပြီဖြစ်ပါတယ်။ခုနှစ်ရက်ဆက်တလ2025ရက်နေ့နေ့လယ်ပိုင်းအချိန်အထိစုစုပေါင်း၅ပေခွဲကျော်ခန့်ပြန်လည်ကျဆင်းခဲ့ပြီးနောက်မနေ့ကညနေပိုင်းအချိန်အထိ၂ပေခွဲကျော်ပြန်လည်မြင့်တက်ခဲ့ပါတယ်။ယနေ့နံနက်ပိုင်းမှာ၃ပေနီးနီးခန့်ပြန်လည်ကျဆင်းခဲ့ခြင်းဖြစ်ပါတယ်။ဖြည်းဖြည်းချင်းဆက်လက်ကျဆင်းနေမှာဖြစ်ပါတယ်ခင်ဗျာ။အရာရီမြစ်ထပ်ပိုင်းမှာမိုးအားအနှဲငယ်ရှိနေပါတယ်။ရန်ဖန်ရခိုင်အရာရီမြစ်စုံထပ်ပိုင်းမှာနေရာကွက်ရေမိုးသက်ထန်စွာရွာသွန်းခြင်းများကြောင့်မြေကြီးနားမြေကြာဆင်းနေရာမှာပြန်တက်လာခြင်းအချိန်ချင်းဖြစ်ပေါ်နေအောင်ပါဖြစ်ပါတယ်။ ။စကိုင်းတိုင်းဒေသကြီးအထက်ပိုင်းကချင်ပြည်နယ်တစ်ခုလုံးမြမပြည်မြောက်ပိုင်းစုံဒေသများနဲ့အေရီမြစ်အထက်ပိုင်းမေခမလိခမြဝန်းဒေသများမှာမိုးထစ်တောင်ပြတ်ထွန်းမှုအားအနေငယ်ရှိနေပါတယ်။အေရီမြို့တစ်လျှောက်နဲ့ချင်းတွဲမြို့တစ်လျှောက်မြကန်းဒီမြင်းနေဒေသများနဲ့မြင်းလူကျုံးများမှာစိုက်ပျိုးလုပ်ကိုင်နေထိုင်ကြတဲ့တောင်သူများနဲ့ရေလုံသားများအေရီမြစ်ကြီးကိုအမိပြုနေထိုင်ရှာဖွေစားတောက်နေကြတဲ့မိဘပြည်သူများအားလုံးသိရှိနိုင်ရန်အတွက်တင်ပြပေးလိုက်ရပါရခင်ဗျာဆက်လက်ပြီးချင်းရွှေမြစ်ရဲ့အခြေအနေကိုတင်ပြပေးမှာဖြစ်ပါရခင်ဗျာ ခန်းနှင်းမြို့မြေဟာမနေ့ကညနေကနေ12နာရီအတွင်းနှစ်နှစ်မှကန်ပြန်ချသွားပါတယ်။မော်ရမြို့မြေဟာမနေ့ကညနေကနေ12နာရီအတွင်းတက်ကြမရှိရပ်တန့်နေပါတယ်။ခန်းနှင်းမြို့မြေဟာဖြည်းဖြည်းချင်းဆက်လက်ကျဆင်းနေပါမယ်။ဟောင်းလင်းမြို့မြေဟာနောက်ထပ်အနေငယ်ထပ်တန့်ထားပြီးယနေ့ညပိုင်းနဲ့မနေ့ပြန်မနေ့ပိုင်းမှာပြန်လည်ကျဆင်းနိုင်ပါတယ်။ဖောင်းပြမော်လိုက်တို့ရဲ့မြေရိုးဟာဖြည်းဖြည်းချင်းဆက်လက်တက်နေအောင်မှာ ဖြစ်ပါတယ်။ကလေးဝမင်းကင်းနဲ့ကန်ဒီမျိုးရဲ့မြည်ရင်များဟာဖြည်းဖြည်းချင်းဆက်လက်ကြဆင်းနေအောင်မှာဖြစ်ပါတယ်ခင်ဗျာဆက်လက်ပြီး ARM မြည်ရဲ့အခြေအနေကိုတင်ပြပေးမှာဖြစ်ပါတယ်ခင်ဗျာ ဧရာဝတီမြို့တစ်ချောင်းမှာရှိတဲ့မြို့များအလုံးမျိုးစင်လိုက်မြည်ရီပြန်လဲမြင့်တက်လာမှာဖြစ်ပါရယ်ခင်ဗျာဗမော်မြို့မြည်ရာဖြည်းဖြည်းချင်းဆက်လက်တက်နေအောင်ပါမနက်ဖြန်မနက်ပိုင်းမှာပြန်လဲကျဆင်းနိုင်ပါတယ်ရွှေကူမြို့မြည်ရာဖြည်းဖြည်းချင်းဆက်လက်ကျဆင်းနေအောင်မှာဖြစ်ပါတယ်ယနေ့ညပိုင်းမှာပြန်လဲမြင့်တက်လာနိုင်ပါတယ်ကတာမြို့မြည်ရာဖြည်းဖြည်းချင်းဆက်လက်ကျဆင်းနေအောင်မှာဖြစ်ပါတယ်ယနေ့ညပိုင်းနဲ့မနက်ဖြန်မနက်ပိုင်းတွေမှာပြန်လဲမြင့်တက်လာနိုင်ပါတယ်မြည်ရီအဝင်စုစုပေါင်း၈ပေနီနီကမြင့်တက်ခဲ့ပြီးဖြစ်ပါတယ်ယနေ့နှစ်နှစ်ပိုင်းမှာတပေးကွဲကြော်ခန့်ပြန်လဲကျဆင်းခဲ့ပြီးဖြစ်ပါတယ် တိကျမြေရာဖြည်းဖြည်းချင်းဆက်တက်နေအောင်မှာဖြစ်ပါတယ်။ယနေ့ညပိုင်းနဲ့မနက်ဖြန်မနက်ပိုင်းတွေမှာပြန်လည်ကျဆင်းလာနိုင်ပါတယ်။တပိတ်ချင်းမန္တလေးစကိုင်းမြင်းမူပခုတ်ကူညောင်းဦး၆မင်းဘူးမကွေးအောင်လန်းနဲ့ပြည်မျိုးတို့ရဲ့မြေရာဖြည်းဖြည်းချင်းဆက်တက်နေအောင်မှာဖြစ်ပါတယ်ခင်ဗျာ။စိတ်သာမျိုးရဲ့မြေရာအနေငယ်ထက်ကျနိုင်ပြီးယနေ့ညပိုင်းနဲ့မနက်ဖြန်မနက်ပိုင်းတွေမှာပြန်လည်မြင့်တက်လာနိုင်ပါတယ်။ဟင်္သာရမျိုးမြေရာဖြည်းဖြည်းချင်းဆက်လက်ကျဆင်းနေပါမယ်။မနက်ဖြန်မနက်ပိုင်းတို့မှာပြန်လည်မြင့်တက်လာနိုင်ပါတယ်။ဇလုံးမျိုးမြေရာဖြည်းဖြည်းချင်းဆက်လက်ကျဆင်းနေပါမယ်။ ရရင်မြေမြင့်တက်မှုကို24နာရီစောင့်ကြည့်တင်ပြပေးနေပါရယ်ခင်ဗျာထူးခြားမှုရှိလာရင်အချိန်နဲ့တပြေးညီတင်ပြပေးသွားမှာဖြစ်ပါရယ်ခင်ဗျာဆက်လက်ပြီးမနေ့ပြန်မိုးလေဝသအချိန်နေဘလို့ရှိမလဲဘင်္ဂလားပင်လယ်အော်မှာဘာတွေဖြစ်နေမလဲဆိုတဲ့အချိန်နေအသေးစိတ်ကိုကြည့်လိုက်ကြရအောင်ပါ2025ခုနှစ်နိုဝင်ဘာလ9ရက်နေ့ညနေ6နာရီအချိန်ထုတ်ပြန်ကြရဘင်္ဂလားပင်လယ်အော်အချိန်နေကတော့ဘင်္ဂလားပင်လယ်အော်အနောက်လယ်ပိုင်းနဲ့အနောက်မြောက်ပိုင်းတို့မှာတိမ်နှဲငယ်ဖြစ်ထွန်းနေပြီးကပလီပင်လယ်ပြင်နဲ့တန်ဘင်္ဂလားပင်လယ်အော်တို့မှာတိမ်အသစ်တွေမှာတိမ်ထူထပ်နေပါတယ် ထူးခြားတဲ့အခြေအနေကတော့ယနေ့မြန်မာစံတော်ချိန်12နာရီခွဲချိန်တိုင်းထွာကြရာလာအိုနိုင်ငံနဲ့ထိုင်းနိုင်ငံနယ်စပ်ဒေသများမှာဖြစ်ပေါ်နေတဲ့ကုန်းတွင်းပိုင်းမုန်တိုင်းငယ်ဟာအနောက်ဘက်သို့ရွေ့လျှားခဲ့ပြီးဆက်လက်တည်ရှိနေပါတယ်။အဆိုပါကုန်းတွင်းပိုင်းမုန်တိုင်းငယ်ဟာထိုင်းနိုင်ငံရှေ့ပိုင်းဒေသများမှာလေပြားနဲ့ရံဝန်အဖြစ်သို့အားရောက်သွားနိုင်တယ်လို့ခန့်မှန်းရပါတယ်။မနက်ဖြန်မနက်ထိခန့်မှန်းချက်ကတော့စကိုင်းတိုင်းဒေသကြီးအောက်ပိုင်းရခိုင်ပြည်နယ်တို့မှာနေရာကွာကြားမန္တလေးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအထက်ပိုင်းကချင်ပြည်နယ်ချင်းပြည်နယ်နဲ့ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ရှေ့ပိုင်းတို့မှာနေရာထဲထဲ နေပြီးတော့ရန်ကုန်တိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးအေရီတိုင်းဒေသကြီးကယားပြည်နယ်တို့မှာနေရာစိတ်စိတ်နဲ့ကျန်တိုင်းဒေသကြီးနဲ့ပြည်နယ်တို့မှာနေရာနှံပြမိုးထစ်ခြုံရွာပြီးတနင်္လာတိုင်းဒေသကြီးကင်းပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာနေရာကွက်ရီမိုးကြီးနိုင်ပါတယ်။ရွာရံရာနှုန်းပြည့်ဖြစ်ပါတယ်ခင်ဗျာ။ဆက်လက်ပြီးတိုင်းဒေသကြီးနဲ့ပြည်နယ်မြို့ကြီးများအတွက်မိုးလေဝသခန့်မှန်းချက်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ခင်ဗျာ။နေပြည်တော်မှာနေရာကွက်ချမိုးထစ်ခြုံရွာပါမယ်။ရန်ကုန်မြို့မှာနေရာကွက်ချမိုးထစ်ခြုံရွာပါမယ်။ န္တလေးမြို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်။ပဲခူးမြို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်။မကွေးမြို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်။ဟ ோம் လင်းမြို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်။မုံရွာမြို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်။ပသိမ်မြို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်။တဝဲမြို့မှာမိုးထစ်ချိန်ချိန်ထစ်ချုံရွာပါမယ်။မြေချင်းသားမြို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်။လိုင်ကော်မြို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်။ဖယံမြို့မှာမိုးထစ်ချိန်ချိန်ထစ်ချုံရွာပါမယ်။ဟာခါမြို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်။မော်လမြိုင်မြို့မှာမိုးထစ်ချိန်ချိန်ထစ်ချုံရွာပါမယ်။စစ်တွေမြို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်။ လာရှုံမြို့မှာနေရာကွက်ကြားမိုးထစ်ချုံရောက်ပါမယ်။တောင်ကြီးမြို့မှာနေရာကွက်ကြားမိုးထစ်ချုံရောက်ပါမယ်။ကျိုင်းတုံမြို့မှာနေရာကွက်ကြားမိုးထစ်ချုံရောက်ပါမယ်ခင်ဗျာ။မိုးထစ်တောင်ဖြစ်ပေါ်မှုအခြေအနေကတော့တနင်္လာနေ့တိုင်းဒေသကြီးမှာမိုးထစ်တောင်ဖြစ်ထွန်းမှုအကောင်းလျက်ရှိပြီးအဆိုပါမိုးထစ်တောင်များရွေးချယ်ရနေရာတစ်လျှောက်မှာမိုးရွာသွန်းခြင်းနဲ့အတူလေးပြင်းတိုက်ခိုက်ခြင်းမိုးထစ်ချုံခြင်းမိုးချိုးပြခြင်းလျှက်စီးလက်ခြင်းနဲ့မိုးသီးကျွေခြင်းစတဲ့မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်တဲ့အတွက်ကြိုတင်သတိပြုနိုင်ပါရန်အကြံပြုအပ်ပါရခင်ဗျာ။နောက်နေ့အတွက်ခမ်းမန်းချက်ကတော့နေပြီးတော့ရန်ကုန်တိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီး AR တိုင်းဒေသကြီးတနင်္လာရီတိုင်းဒေသကြီးကယားပြည်နယ်ကင်းပြည်နယ်မွန်ပြည်နယ်ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်တို့မှာနေရာစိတ်စိတ်မှာနေရာနှံပြမိုးထီထုံရောမှာဖြစ်ပါတယ်ခင်ဗျာနေပြည်တော်နဲ့အနီးတစ်ပတ်အတွက်မန္တလေးမှာမနေ့တိခံမှန်းချက်ကတော့နေရာခွက်ချားမိုးထီထုံရောပါမယ်ရွံရံရာနှုံးပြည့်ဖြစ်ပါတယ်ရန်ကုန်မြို့နဲ့အနီးတစ်ပတ်အတွက်မနေ့ပြည့်မနေ့တိခံမှန်းချက်ကတော့နေရာခွက်ချားမိုးထီထုံရောပါမယ်ရွံရံရာနှုံးပြည့်ဖြစ်ပါတယ်မန္တလေးမြို့နဲ့အနီးတစ်ပတ်အတွက်မနေ့ပြည့်မနေ့တိခံမှန်းချက်ကတော့နေရာခွက်ချားမိုးထီထုံရောပါမယ်ရွံရံရာနှုံး80ဖြစ်ပါတယ် လာမယ့်စနေတနင်္ဂနွေအားလည်ရများအတွက်မိုးလေဝသခံမှန်းချက်ကတော့နေပြီးတော့ရန်ကုန်တိုင်းဒေသကြီးတို့မှာနေရာစိတ်စိတ်နဲ့မန္တလေးတိုင်းဒေသကြီးမှာနေရာကျကျမိုးထချုံရောက်ပါမယ်။နောက်ဆုံးအနေနဲ့ပင်လယ်ပြင်ခီးတော်များအတွက်မိုးလေဝသခံမှန်းချက်ကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်ခင်ဗျာ။မြမပင်လယ်ပြင်မှာမြမကမ်းဝဲတစ်ချောင်းနဲ့ကမ်းလွန်ပင်လယ်ပြင်တို့မှာတခါတရံမိုးသက်လေများများကြောက်ရောက်ပြီးလှိုင်းတင်တယ်မှာလှိုင်းကြည့်နိုင်ပါတယ်။မိုးသက်လေပြင်ကြစဉ်ရေပြင်ပြင်ပြင်လေဟာတနအိုင်ကို25မိုင်မှမိုင်30အထိတိုက်ခတ်နိုင်ပါတယ်။လမ်းမြေမှာမြမကမ်းဝဲတစ်ချောင်းနဲ့ကမ်းလွန်ပင်လယ်ပြင်တို့မှာရှစ်ပေမှာဆယ်ပေကန့်ရှိနိုင်ပါတယ်။ ရန်ကုန်မှာဒနေ့နိုင်ကန်ရန်တခြားပင်လယ်ပြင်ခီးတွေ့မိုးလေဝသခံမှန်းချက်ကတော့ယနေ့မိုးတက်ချိန်မှာနောက်ထပ်24နိုင်အတွင်းခံမှန်းချက်နေရာနံပြမိုးထချုံရွာပြီးနေရာကွက်ရီမိုးကြီးနိုင်ပါတယ်။အမြင်သာ၃မိုင်ခန့်မိုးရွာစဉ်မိုင်ဝက်ခန့်ရှိပါမယ်။ရေပြင်လေကတော့မြောက်သို့မဟုတ်အနောက်မြောက်ကိုတနအီကိုပင်လယ်မိုင်9မိုင်မှ10မိုင်တခါတရံ25မိုင်မှမိုင်30အထိတိုက်ခတ်နိုင်ပါတယ်။လှိုင်းအသစ်တွေမှာလှိုင်းကြီးနိုင်ပါပဲ။လှိုင်းမြင့်မှာ9ပေမှ9ပေကန့်လိုပဲဖြစ်ပါတယ်။ရခိုင်ကမ်းမတဲ့တခြားမှာကမ်းလိုပင်လယ်ပြင်ခီးအတွက်မိုးလေဝသခံမှန်းချက် ယနေ့မိုးတဲ့ချိန်မှာနှောင်း24နာရီတွင်ခမတ်ချက်ကတော့နေရာကျကျမိုးထချုံရွာပါမယ်။အမြင်တာလေးမိုင်ခန့်မိုးရွာစဉ်တမိုင်ခန့်ရှိပါမယ်။ရေပြင်လေကတော့မြောက်သုံးဖို့အနောက်မြောက်ကိုတနအီလင်းပင်လယ်ပိုင်း9မိုင်မှ10မိုင်တခါတရံ25မိုင်မှမိုင်30အထိတိုက်ခတ်နိုင်ပါတယ်။လှိုင်းထစ်တဲ့မှာလှိုင်းကြီးနိုင်ပါတယ်။လှိုင်းမြစ်မှာ9ပေမှ9ပေကန်လိုပဲဖြစ်ပါတယ်ခင်ဗျာ။ဟုတ်ကဲ့ပါခင်ဗျာအခုတင်ဆက်ပေးတဲ့ဗီဒီယိုလေးကိုဒီလောက်နဲ့ပဲအဆုံးသတ်လိုက်ပါပြီ။ နားဆင်ပေးခဲ့ကြတဲ့ပရိသတ်များအားလုံးကိုစိတ်နှပြချမ်းမွှေးလန်းကြပါစေခင်ဗျာကျွန်တော်တို့ရဲ့ channel ကိုလည်း like and subscribe ပြုလုပ်ပေးခဲ့ကြပါအောင်ခင်ဗျာ